အခုနောက်ပုံမှန်ပြတ်ထားတဲ့711ကိုအဲမှာရောင်းနေတဲ့သူတိုင်းသွားဖုတ်လိုက်မယ်လို့ချိန်ပါတယ်ဆိုတော့711မှာကိုစောင့်ဝီမီဆိုတာနဲ့ကြားတဲ့ထိုင်းစကားတစ်ခုရှိပါတယ်အဲ့ဒါကสวัสดีค่ะเชิญค่ะสวัสดีค่ะเชิญค่ะဆိုတဲ့စကားလုံးဖြစ်ပါတယ်အဲ့တော့အဲ့ဒီမှာဆိုလို့ရှိရင်เชิญเชิญရဲ့ဒီပြာကြကြွားပါရှင်ကြိုးစိုးပါတယ်အဲ့လိုမျိုးပုံစံမျိုးပြောတာပေါ့နော်ပြီးတော့ကိုကပစ္စည်းတွေပါနေယူလာလို့ပတ်စံရှင်းတော့မယ်ကောင်တာမှာဆိုရင်ဗာမေးလဲဆိုရင်มีสมาชิกไหม မီစမာရှိခ်မိုင်အဲ့လိုလေးမေးရဟောအာပြောချင်တာက all member ရှိလားပြောတာဗောနော်ပြီးလို့ရှင်ကိုကဒီအစားအစာကိုပြန်နှွေးခြင်းလဲဆိုလို့ရှင် तू ကမေးလိမ့်မယ် wave မဲခါ wave မဲခါ microwave နဲ့ wave မှာတမမလို့ရှင်လဲ on မဲခါ on မဲခါဆိုတော့မေးပါလိမ့်မယ်ရှင်ဒါကြတော့7 level မှာကိုရီသွားလို့ရှိရင်အများဆုံးကြားနေကြခိုင်းစကားပြောလို့ဖြစ်ပါတယ်။ထပ်ပြီးတော့သိရှိချင်တဲ့အကြောင်းအရာတွေရှိလို့ရှိရင်လည်း video အောက်မှာမှန်းခဲလို့ရပါတယ်။ဒီချိန်စွတ်တီနိုင်ဖြစ်ပါတယ်။အခုလိုမျိုး video လေးတွေအများအားဝင်ပြပေးနေပါမယ်ရှင်။ ဒီချေဆုနဲ့အတူထိုင်းစာတင်ယူခြင်းလို့တင်နန်းစုံစမ်းခြင်းတွေတွေက TikTok ဆိုလို့ရှိရင် content x လေးကိုနှိပ်လို့ရတယ်။ဒါမှမဟုတ်လို့ရှိရင်ဒီချေတို့ bio မှာရှိတဲ့ link လေးကိုနှိပ်ပြီးတော့လည်းစုံစမ်းလို့ရပါတယ်။တကယ်လို့ Facebook ကဆိုလို့ရှိရင်တော့ patient messenger ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်ရှင်။